ဘာမှမမရနိုင်တဲ့ဈေးနှုန်းတွေအထူးပရိုမိုးရှင်းနဲ့အတူရန်ကုန်မြို့နယ်က Golden City Luxury Condo ကြီးရဲ့မွေးရသည့်အထူး promotion အကြောင်းသိပြီးကြပြီလားရန်ကုန်မြို့ရဲ့အချက်ချာနေရာက Golden City Luxury Condo phase 1နဲ့ phase 2ကအခန်းတွေကိုဝေယူရနဲ့ cashback တင်သုံးရ property management တနစ်စာကင်းလို့ခွင့်နဲ့ iphone system တို့ကိုလည်းလက်ဆောင်ရရှိအောင်ပါပါကိုစိတ်ကြိုက်အခန်းတွေရှိပါအောင်မလားလို့စိတ်ပူနေရလားဒါဆိုရင်တော့စိတ်ကြိုက်ရွေးချယ်ဝယ်လို့ရတဲ့ phase 3က2 point အခန်းတွေရှိသေးတယ်နော် phase 3 early reservation promotion အနေနဲ့ block 8ကိုဝယ်ရမယ်ဆိုရင်15% discount 2 year property management ကိလို့ခွင့်နဲ့ US ဒေါ်လာ1000တက်မှုရှိတဲ့ furniture တွေကိုထည့်သွင်းပေးသွားအောင်ပါကိုစိတ်ကြိုက်ကားပါကင်နေရာလဲရွေးချယ်လို့ရမှာဖြစ်ပြီးတော့10% discount လည်းရမှာဖြစ်လို့ phase 3ကကျိုးပွိုင်းအခန်းတွေကိုလက်ဦးမှုရရဖို့အတွက်အခုပဲလှမ်းလာခဲ့လိုက်တော့เนาะ လိုကေရှင်းအနေနဲ့ရန်ကင်းမြို့နယ်ရန်ကင်းလမ်းမကြီးပေါ်မှာတည်ရှိနေရဆိုတော့ဘလောက်တောင်နေရာကောင်းလဲဆိုတာစဉ်းစားကြည့်လိုက်အနီးနားမှာဆိုရင်အင်အားကမောက်ကဘာရီပြားလန်မြန်မာ International School LBC တို့ကို9မိနစ်တင်သွားလာနိုင်ပြီးတော့မြန်မာ Plaza ရန်ကင်းစင်တာရွှေကုန်းနိုင်စေယုံအာယူစေယုံရန်ကင်းကလေးစေယုံတွေကိုလည်း9မိနစ်တင်သွားရောက်နိုင်မှာပါ ဒါအပြင်ဒေါင်းတောင်းကို10မိနစ်သွားလာနိုင်တယ်လို့လေစိတ်အဝေးပြေးတို့ကလည်းမိနစ်30အတွင်းအလွယ်တကူသွားလာနိုင်တဲ့ရန်ကုန်မြို့ရဲ့ဘယ်နေရာမှာဆိုအချိန်တိုတွင်းသွားရောက်နိုင်တဲ့နေရာကောင်းတစ်ခုနော် Golden City လက်ဆွေကွန်ဒိုဟာဆိုရင်မြေရှိဧကကျော်အပေါ်မှာတည်ဆောက်ထားတဲ့ပိုင်ဆိုင်မှုခိုင်မာတဲ့ project လို့ပြောလို့ရတယ် project ထဲကိုရောက်ပြီဆိုတာနဲ့ Grade A Office Tower ကိုမြင်တွေ့ရမှာပါဒီကနေ resident tower ကိုလည်းတွားလို့ရပါတယ်။ office tower ထဲဝင်လိုက်ပြီဆိုတာနဲ့ဆိုင်ခန်းတွေ၊ဘန်တွေနဲ့ရုံးခန်းတွေကိုလည်းတွေ့ရမှာနော်။ ရန်ကုန်မြို့မှာဆိုရင်အမြင့်ဆုံးအထက်ပေါင်း33ထက်ရှိတဲ့ Resident Tower တွေလည်းဖြစ်ပါတယ်။ဒီ project ကြီးမှာဆိုရင် block 9ခုထိပါဝင်ပြီးတော့ block 9ခုကတိစောက်ပြီးသားဖြစ်ပြီးတော့လူတွေလည်းနေထိုင်နေပါပြီ။ block 9ခုလုံးကတကယ်ကိုစီကားနေတဲ့ project တွေပါ။ Golden City Luxury Condo မှာဆိုရင်2.5အေကကျဲတဲ့ Sky Garden ပန်းခြံကြီးတစ်ခုရှိပါတယ်။ကစားကွင်းနဲ့ရေကူးကန်တွေအပြင် Barbecue Area တွေပါရှိပါသေးတယ်။ ပန်းချံတစ်ခုလုံးကအပင်တွေနဲ့စိမ့်ဆုံနေပြီးတော့ညနေပိုင်းလမ်းလျှောက်ပြီးတော့အားကစားလေးလုပ်လို့အရန်ကောင်းတယ်။ပန်းချံအောင်မှာတော့မက္ကနီကယ်ကပါကင်ရှိပါတယ်။မက္ကနီကယ်ကပါကင်ကဘေ့စမန့်ထဲကိုဒီတိုင်းမဝင်ရတာမျိုးမဟုတ်ဘဲမက္ကနီကယ်အော်တိုစနစ်တဲ့ကားကိုထားပေးမှဖြစ်ပါတယ်။ very smart နော်။ရိုးရိုးကပါကင်လည်းပေါအောင်ပါနော်။နောက်ပြီးတူဘရုံအထက်ဆိုရင်ကပါကင် free ရမှာပါ။ကပကင်ပေးမှလည်းမီနီမတ်တွေစားတောက်ဆန်တွေလည်းရှိနေမှာပါ။နောက်ပြီးတရုတ်လူမျိုးများအတွက် Chinese mini mat လည်းရှိပါတယ်။ ။ဒီမှာဆိုရင်တော့ရေမောင်းနေအတွက်နားနေစာပုံစံမျိုးထိပါထည့်သွင်းပေးထားတာကိုတွေ့ရမှာပါ။အခုအိလိုက်ပြပြီးမြဲအခန်းလေးကတော့3 bedroom ခန်းလေးပဲဖြစ်ပါတယ်။ square feet အနေနဲ့က1189 square feet အကျဝင်ရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်။ဒါဆိုရင်အိနဲ့တူတူလိုက်ကြည့်နော်။ဒီမှာဝင်ဝင်ချင်းမှာဆိုရင် living room နဲ့ dining room တွေကိုတက်တက်စီခွဲထားပြီးတာကိုတွေ့ရတယ်။ဒီဘက်မှာဆိုရင် kitchen counter တစ်ခုရှိတယ်။ living room ကလည်းသူ့အလေးနဲ့သူတက်တက်ရဲ့ရဲ့လေးနဲ့နေစင်စရာလေး။အပြင်ဘက်မှာဆိုရင် balcony လေးတစ်ခုရှိတယ်။ ဒါလေးကကြတော့စင်ကာပူရုံအခန်းလေးစင်ကာပူရုံအခန်းဆိုပေမဲ့သူ့အလေးသူတကြဲဝုန်းဝုန်းနဲ့တသက်ရက်လေးရှိတယ်။အခန်းဖွဲ့စည်းထားပုံလေးကလည်းရိုးရိုးရှိရှိလေးနဲ့လက်စွပ်ဆန်းတယ်။ဒါလေးကကြတော့စင်ကာပူရုံနှခန်းအတွက် Common Bank WC ရှာဝါလေးပါတယ်။ဒါကလည်းစင်ကာပူရုံအခန်းလေးပဲ။တကြဲဝုန်းဝုန်းလေးနဲ့တသက်ရက်လေးရှိတယ်။အခန်းထဲကနေကြည့်လို့ရှိရင်လည်းအပြင်က view ကိုမြင်ရတာဆိုတော့အလင်းရောင်လည်းကောင်းကောင်းရတယ်။ဒါကတော့ master bedroom ခန်းလေးပဲဖြစ်ပါတယ်။ master bedroom ခန်းလေးကလည်းကြည်ကြဲဝန်းလေးနဲ့တသက်ရည်ရည်လုံးဝနေချင်းစရာလေး အပြင်ရ view ကိုလည်းကြည့်လို့ရတယ်။လင်ဝင်လေးထွက်လည်ကောင်းတယ်။အလင်းအောင်လည်းကောင်းကောင်းရတယ်။ဒါကတော့ band WC ခန်းလေး။ဒီခန်းလေးကတော့2 bedroom ခန်းလေးပဲဖြစ်ပြီးတော့ square feet အနေနဲ့က930 square feet အခြေဝန်းရှိတဲ့ခန်းလေးပဲဖြစ်ပါတယ်။ master bedroom တစ်ခန်း၊ single bedroom တစ်ခန်းပါပါတယ်။ဒီခန်းလေးကတော့1 bedroom ခန်းလေးဖြစ်ပြီးတော့ square feet အနည်းငယ်က629 square feet အကျဉ်းရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်။ ဒီခန်းလေးကတော့4 bedroom ရှိတဲ့ခန်းလေးပဲဖြစ်ပါတယ် square feet အနေနဲ့က1684 square feet ကျေပါတယ် facility တွေကလည်းဂျင်း၊ရေကူးကန်၊ကားပါကင်၊ playground ၊ garden ၊ဓာတ်လေကရုံးခန်းများ၊ဆိုင်ခန်းများ၊စားသောက်ဆိုင်ကြီးများ၊ laundry service, property management service စတဲ့ facility ပေါင်းများစွာပါဝင်သေးတယ်နော်။ fitness center တွေကိုဝင်လိုက်တာနဲ့ accessory တွေကလုံးဝအမိုက်စားနော်အတီးတက်မှာကအစားသုံးထားတဲ့စက်ပစ္စည်းတွေအထိ လုံးဝ share ပဲ yoga dance များအတွက်လည်းတီးတန်း classroom တွေလည်းပါသေးတယ်နော်ဒီလိုမျိုး luxury lifestyle ကိုဖန်တီးခြင်းသူတွေစီးပွားရေးလုပ်ငန်းရှင်တွေရင်းနှီးမြှုပ်နှံခြင်းသူတွေအနေနဲ့အခုဤပြပြသွားခဲ့တဲ့ Golden City Luxury Condo ကအခန်းတွေကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အထူးပြုငွေရှင်တွေများစွာပါဝင်တဲ့အရောင်းပြပွဲကြီးကိုလာရောက်ဖို့အတွက် Anima House မှာအခုပဲစီးရင်သွင်းလိုက်တော့နော် animahouse.com မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်